ကျွန်တော်ကနှစ်ပေါင်း20ကျော်လုံးတက်မလို့တမတောင်းကျေပွန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကိုသန်းညံသမားရှိသည်မြကျွန်တော်အကောင်းဆုံးထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့တဲ့စစ်သားတယောက်ဖြစ်ခဲ့ပါတယ်အခုချိန်မှာကျွန်တော်အဖမ်းခံပြီးတော့အခုတနစ်ကျော်သွားပြီအဲ့အတွင်းမှာကျွန်တော်တာမီလေးတွေကိုသူတို့ပညာရေးကျမ်းမာရေးတွေကိုဟိုတာမီချင်းစာနာပြီးတော့ပဲအကူအညီထောက်ပံ့နေသလားဒါမှမဟုတ်လို့ကျွန်တော်ကတက်မလို့မတောင်းမရှိတော့ဘူးအလုံးမလုံးနိုင်တော့အတွက်သူတို့ပြစ်ပယ်ထားသလားဆိုတော့လည်းကျွန်တော်စိုးရိမ်မိပါတယ်အဲ့အတွက်ကိုကျွန်တော်ကတော့လူကြီးတို့ပြောချင်တာကတော့ ကျွန်တော်ဒီလိုနှစ်နှစ်ကျော်လောက်တောင်ထမ်းဆောင်ခဲ့တဲ့ပုံမှာညာတာထောက်ထားတဲ့နေနဲ့ကျွန်တော်သားသမီးတွေကိုပြစ်ပယ်မထားပဲသူတို့ရဲ့ပညာရေးကျန်းမာရေးတွေကိုကူညီထောက်ပံ့ဆောင်ရွက်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အဓိကပြောချင်တဲ့ချက်ကတော့ကျွန်တော်တို့တွေဒီလိုအဖမ်းမခံခင်တုန်းကလိုင်းနေတုံးပါတယ်လိုင်းနေတုံးတဲ့ခါကျတော့လိုင်းမှာမြင်ရတဲ့လူမျိုးရေးမုံတိမှုအတွင်တနာဆောင်တဲ့ပို့စီတော့ရခိုင်တပ်မတော်ကနေပြီးတော့ဗမာစစ်သားတွေကိုစစ်တပ်ကလူတွေကိုဖမ်းပြီးလို့ရှိရင်နှိမ့်ပနှိမ့်တဲ့တက်ပြတ်တယ်ဆိုတော့ပို့စီအဲ့လိုမျိုးပေါ့ မဟုတ်မမှန်တဲ့ဟာတွေနဲ့ကျွန်တော်တို့ဒီမီးရှို့တဲ့ဟာမျိုးတွေလောက်ပါရဲ့အခုကျွန်တော်ဖန်းခံရတဲ့တနစ်ကျော်ရှိသွားပါပြီအဲ့ဒီတွင်မှာကျွန်တော်စဖန်းကလေးကသူတို့ကပြောပါတယ်ခင်ဗျားတို့တို့တို့မတက်ဘူးကောင်းကောင်းမွန်မွန်အေးဆေးနေပါအချိန်ကာလတစ်ခုရှိရင်ပြန်လှုပ်ပေးမယ်လို့သူတို့ပြောခဲ့ပါတယ်အဲ့ဒီလိုပြောခဲ့တဲ့အခါပေါ်မှာကျွန်တော်ယုံကြည်မှုပြရှိပါတယ်ကျွန်တော် confident လည်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စဖန်းနေတဲ့အခုချိန်ဒီပမာမူလုံးမုံတီးပြီးတော့ခွဲခြားဆက်တန်တာမရှိဘူးနှိမ်တာမရှိဘူး ျွန်တော်တို့ကောင်းကောင်းမွန်မွန်ထားပါတယ်ကျွန်တော်တို့အကူရဦးလေးရဖြစ်လို့ကောင်းကောင်းမွန်မွန်လေးစားဆက်ဆံပါလေကျွန်တော်လည်းကောင်းကောင်းမွန်မွန်နေပါတယ်သူတို့ကိုလည်းအပြန်လန်လေးလေးစားစားဆက်ဆံပါတယ်ကျွန်တော်ရဲ့နေထိုင်စားတောက်ယူလည်းသူတို့အကုန်လုံးဂရုစိုက်ပါတယ်ကောင်းကောင်းမွန်မွန်ကျူးမေးပါတယ်ဟိုနေထိုင်ရတာလည်းတက်တောင်တက်တာရှိပါတယ်နောက်ကျမ်းပိုင်နဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့သူတို့နှစ်ပတ်တစ်ခါသုံးပတ်တစ်ခါတော့ဒီဟာသူတို့ကျမ်းပိုင်မှုတွေအလဲကျလာရောက်ပြီးစစ်ဆေးပါတယ်အဲ့တဲ့ကိုကျွန်တော်ကျေးဇူးတင်တဲ့ကြောင်းပြောချင်ပါတယ်